ကယ်တင်ခြင်းအကြောင်းအရာကိုအနှဲငယ်ဆွေးနွေးကြပါတယ်ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးမှဒီနေ့နေ့အများကြီးပြေးကြတဲ့ဟောကြောင်းဆရာလေးကလည်းဒီနေ့နေ့များစွာပြေးပြီးမှနေရီလှိပ်ပြီးတော့တရားဟောတယ်ဆိုတော့အခုကျမ်းစာထဲမှာကျွန်တော်ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးမှကဲတင်ချင်းဆိုတဲ့စကားလုံးလေးတွေကိုကျွန်တော်ရှာဖွေတယ်။အဲဝေါ်ဟာရရဲ့အတိတ်ပဲကိုတိကျစွာနားလည်သဘောပေါက်ဖို့အတွက် ကျွန်တော်ရှင်းဦးစွာကျွန်တော်လေ့လာပါတယ်တမန်ကျမ်းစာထဲမှာရေးသားထားတဲ့အချက်ပေါင်းစကလုံးအချက်ပေါင်း134ချက်ပမာလို့ရှိတယ်ကေတင်ချင်းဆိုပြီးမှအဲဓမ္မဟောင်းကျမ်းစာမှာအချက်ပေါင်း90ရှိရတယ်ဓမ္မသစ်ကျမ်းစာမှာအချက်ပေါင်း64ချက်ရှိတယ်အားလုံးပေါင်းလိုက်လို့ရှင်134ချက်တွေ့ရပါတယ် ဆိုပထမအဆုံးတွေ့ရတဲ့ကေတင်ချင်းဆိုတဲ့စကလုံးကိုကျွန်တော်ရှာတဲ့အခါမှာဓမ္မဟောင်းကျမ်းစာမှာကပ္ပဦးကျမ်းအခန်းကြီး55အခန်းငယ်9မှာဖယားသခင်စီတင်တို့ကိုမြေကြီးပေါ်မှာကြံကျွင်းစေခြင်းဟာကြီးထွားသောကေတင်ချင်းအပြင်တင်တို့အသက်ကိုချမ်းသာစေခြင်းဟာတင်တို့ရှေ့မှာကျွန်ုပ်ကိုဆေလွတ်တော်မူပြီလို့ပထမဦးဆုံး တွေ့ရတဲ့ကေတင်ချင်းဆိုတဲ့စာသားဖြစ်ပါတယ်ဒါဓမ္မဟောင်းကျမ်းပထမဆုံးပေါ့နော်ပြီးတော့ဓမ္မဟောင်းကျမ်းမှာပဲနောက်ဆုံးတွေ့ရတဲ့စကားလုံးကဘယ်မှာရှိသလဲဆိုရှင်ဇာခရီအခန်းကြီး9အငယ်9မှာတွေ့ရတယ်အဲကျမ်းချက်ကဘယ်လိုပြောလဲဆိုလို့ရှင်အိုးဇီးအောင်တတော်သမီးအလုံးဝမ်းမြောက်လောအိုရီရုရှလင်မြို့တတော်သမီးကြွကြော်ကြလော့ တရားသဖြင့်စီရင်၍ကဲတင်ခြင်းသို့ရောက်သောသခင်သင်၏အရှင်မင်းကြီးသည်မြဲမနှင့်မြဲကလေးကို စီး၍နူးညံ့တိမ်မွေးသောစိတ်နှင့်သင်ရှိရသောကြွာလာတော်မူသည်ကိုကြည့်ရှုလော။ဒီမှာကျွန်တော်ဒီကအရေးသားပေါ့နော်။အရေးသားလေးကတော့ကဲတင်ခြင်းသို့ရောက်သောသခင်ဟာမြဲမနှင့်မြဲကလေးကိုစီးတယ်လို့ဖော်ပြ။ဒါပေမဲ့နှုတ်ကပတ်တော်ဗျာဒိတ်အရာကြည့်မယ်ဆိုလို့ရှင်ဒါက ယာရေးပြုချက်ဖြစ်တယ်။ယာရေးပြုချက်ဖြစ်ပြီးတော့မှယေရှုခရစ်တော်ကြွလာမယ့်အကြောင်းယေရှုခရစ်တော်ရဲ့လုံဆောင်မှုတည်းမှာယေရီကောမြို့ကို ဟောရှာနာဖြစ်စေသည်ဆိုပြီးသံလင်ခွဲကိုကင်ပြီးတော့မှဝင်ရမယ်အချက်တစ်ချက်ဆိုတော့ကျွန်တော်နားလေရဒါပေမဲ့ဒီထဲမှာကျွန်တော်တို့မာကဲမတ်သဲမာကုလူကာယောဟန်စသဖြင့်အဲ့ဒီထဲမှာခရစ်တော်ရဲ့အကြောင်းကိုရေးတဲ့နေရာမှာတတိယမှာကတော့မြဲ ကလေးကိုစီးတယ်လို့ဖော်ပြတယ်။နောက်တနေရာမှာတော့မြဲမနဲ့မြဲကလေးလို့ဖော်ပြတဲ့အခါမှာ လူကာနဲ့မတ်သဲဘယ်ဟာမှန်တယ်လဲလို့နှစ်ခုမတူပါလားလို့ကျွန်တော်တို့မေးလာတဲ့အခါမှာဖြေရှင်းရမှာကဓမ္မဟောင်းကျမ်းကိုပြန်သွားပါအခုဒီမှာဓမ္မဟောင်းကျမ်းမှာကဇာခရီမှာကဘာပြောလဲဆိုအတိကျနော်အရှင်မင်းကြီးတည်တဲ့ကဲတင်ချင်းဆိုရောက်တော့သခင်အရှင်မင်းကြီးက မြဲမနဲ့မြဲလေးကိုစီးတယ်ဒီလိုလဲနားလေပို့လို့ရနော်တခါတလေမှာဓမ္မတိကျမ်းမှာမှာရှင်းတဲ့အရာတွေဓမ္မဟောင်းကိုပြန်ပြီးမှကျွန်တို့ထောက်ချင်းအဖြစ်အဖြစ်အမှန်ကိုရနိုင်တယ်ဒါကတတန်ကတတင်ကနော်တကန္တတစ်ခုဖြစ်တယ်နော်ဓမ္မတိကျမ်းမှာပထမဆုံးတွေ့ရတဲ့ကေတင်ချင်းကျမ်းပိုက်ကိုကျွန်တော်ဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်မတ်သဲခန်းကြီး30အငယ်22မှာတွေ့ရပါတယ်မတ်သဲခန်းကြီး 20အငယ်30နှစ်မှာလူအပေါင်းတို့သည်လည်းငါ၏နာမကြောင့်တင်တို့ကိုမုန်းကြလိမ့်မည်အချင်းသူသည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကဲတင်ချင်းတို့ရောက်လိမ့်မည်ဟောဒီမှာစဉ်းစားကြကျောင်းစာတစ်ချက်လုံးမှာကျွန်တော်ကျောင်းစာအုပ်တအုပ်လုံးကိုကျွန်တော်ဖတ်တဲ့အခါမှာကဲတင်ချင်းရတယ်ဆိုတာမတွေ့ဘူးမရှိပါဘူးကဲတင်ချင်းတို့ရောက်လေမြည်ကဲတင်ချင်းတို့ရောက်အပ်တော့ငါကဲတင်ချင်းအဖို့လုံငါဆိုရက်စကားလုံးလေးတွေပဲရေးထားတာတွေ့တယ်ဆိုတော့ to have salvation လို့ပြောတာ ਨੇ to get saved မတူဒါလေးကိုလည်းကျွန်တော်သဘောပေါက်ရမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော်အတွေးအသည့်အမြင်တစ်ထဲမှာပေါ့နော်ကျွန်တော်တို့တီထားဟာကဲတင်းကြီးရပြီလားကဲတင်းကြီးရပြီလားဆိုတော့အလွဲတကူပြောတတ်ကြတယ်ဒါမဲ့ကြောက်စွာတယ်မှာကဲတင်းကြီးရပြီဆိုတော့မပါဘူးကြည်ပါနော်ကျွန်တော်တို့တီချာ ရှာထားပြီးပါပြီအကယ်တင်ခြင်းသို့ရောက်တယ်နော်ကယ်တင်ခြင်းသို့ရောက်စင်သောသခင်သည်လို့ခုနကပဲနော်ဇာခရီမှာပေါ်ပြတာအဲဒါလေးကြီးလဲကျွန်တော်တို့တိတိကျကျသိထားဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဓမ္မတိကျမ်းရဲ့နောက်ဆုံးမှာတွေ့ရတဲ့ကယ်တင်ခြင်းအပိုက်ကတော့ဗျာဒိတ်ကျမ်းမှာရှိပါတယ်။ဗျာဒိတ်ကျမ်းမှာအခန်းကြီး7အငယ်30မှာကောင်းကင်ဘုံ၌ကြီးသောအသံကားတဲ့။ယခုမှကယ်တင်ခြင်းဖြစ်၏။ဟော ကဲတင်ချင်းရောက်ဤမပြောဘူးကဲတင်ချင်းဖြစ်ဤတကိုးတော်လည်းဖြစ်ဤငါတို့ဖျားသခင်ဤနိုင်ငံတော်နှင့်သူဤခရစ်တော်ဤအာနာတော်ဇက်လည်းဖြစ်ဤပေါ်ပြထားပါတယ်ဆိုတော့ဒါကဓမ္မနော်ဒီဓမ္မသစ်ကောဓမ္မဟောင်းကောနှစ်ခုစလုံးပေါင်းပြီးတော့တအုပ်လုံးရဲ့နောက်ဆုံးကျမ်းပိုက်ကဲတင်ချင်းဆိုစကားလုံးတွေ့ရတဲ့နောက်ဆုံးကျမ်းပိုက် တအုံလုံးရဲ့ပထမဆုံးဂျမ်ပိုက်ကတော့ခုနကဘာဦးဂျမ်းမှာရောတက်ရဲ့အေဂိုတူပီကိုရောက်သွားတဲ့အကြောင်းပေါ့နော်အဲဒါလေးတွေကိုကျွန်တော်ကလေ့လာထားတယ်ဒါကနိဒန်းပထမနိဒန်းဖြစ်ပါတယ်အဲ့တော့ဒါကိုကျွန်တော်နှုတ်ကပတ်တော်အရာကျွန်တော်ဖြည့်ရှင်းပြောပြမယ်ဆိုခွန်အားပေးတိုက်တွန်းရမယ်ဆိုရှင်အချင်းသူသည်အဆုံးတိုက်အောင် TGE ထိုးသူသည်ကဲတင်ချင်းတို့ရောက်လိမ့်မယ်တဲ့အဲ့တော့ကဲတင်ချင်းတို့ရောက်မဲ့အကြောင်းကဘာလဲအဆုံးတိုက်အောင် TGE ရမယ် ဆိုအဆုံးတိုင်အောင်ဆိုတာကလည်းဘာလဲဆိုလို့ရှင်ကျွန်တော်တို့ကသက်ဆုံးတိုင်အောင်လို့ပြောခြင်းမဟုတ်ဘူးအဆုံးတိုင်အောင်ဆိုတာဥမာတခုဟာလာကဲတင်ချင်းရတဲ့အချိန်အထိပေါ့အဲ့တော့ဘာလဲဆိုရှင်နမူနာပေးရမယ်ဆိုရှင်နောအေးသင်မောဆောက်တန်းလိုင်းမထားခဲ့ဘူးပြီးအောင်ဆောက်တယ်ပြီးတော့သင်မောထဲကိုဝင်တယ်ဝင်ပြီးတော့မှတကားကိုဖျားကံပိတ်တယ်ထွက်လို့မရအဲအဲ့ဒါအဆုံးပဲဆိုတော့ ကယ်တင်ခြင်းကိုအမြဲတမ်းရဖို့အတွက်အဆုံးတိုင်အောင်တည်ကြည်ရမယ်ဆိုအမြဲတမ်းဟုတ်လားငိုရဲ့တင်မောဆောင်နေရမယ်ပုံစံလည်းမဟုတ်ပြန်ဘူးဒါကြောင့်အဆုံးတိုင်လို့ပြောတယ်တက်ဆုံးတိုင်လို့မပြောဘူးအဲ့တော့တက်ဆုံးတိုင်လို့ပြောခဲ့မယ်ဆိုရင်ကယ်တင်ခြင်းရဖို့အတွက်ကိုကျွန်တော်တို့နော်အေးကအခါကတင်မောဆောင်နေရမှာဖြစ်တယ်အဲဒါလေးလည်းကျွန်တော်တို့စဉ်းစားတတ်ဖို့ပေါ့နော်ဟိုပုံမပြည့်စုံသွားစဉ်းစားတတ်ဖို့ကျွန်တော်ရဲ့ဖွင့်ပြချက်ကလေးအနေငယ်ဝေငှပါတယ်ကဲဆက်သွားရအောင်အဲ့တော့ ဓာရီချောင်းကိုကြည့်တဲ့ခါမှာလဲနော်ကောင်းကင်ဘုံကကြီးသောအတန်တဲ့ကြီးသောအတန်နဲ့ပြောဆိုဒီကေတင်ကြီးကဘာနဲ့ဆိုင်လဲဆိုလို့ရှင်နော်ကောင်းကင်ဘုံကအတန်ဖြစ်သောကြောင့်ဖျားသခင်ကိုယ်တိုင်ကပြောတဲ့စကားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကေတင်ကြီးကိုကျွန်တော်စာထဲမှာပေါ်ပြတဲ့ကေတင်ကြီးတွေကိုကျွန်တော်တို့ခွဲချမ်းစိတ်ပြပြီးတော့မှလိလာဖို့လိုတယ် အဲ့လိုလေးလာတဲ့အခါမှာတခုချင်းစီကိုကျွန်တော်စင်ကျင်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့မြီငားမြီတွေ့ရမြီပေါ့နော်မညတ်တဲ့မြီငားမြီအဲ့ပထမမြီရပါမြီစုကိုအဲဒုတိယမြီရပါမြီစုကအဲတတိယမြီကမြီသည့်အကြောင်းကြောင့်အဲစတုတ်ကမြီကတော့မြီသည့်နေရာတွင်အဲနောက်ဆုံးပိတ်ကတော့မြီခဲ့တော့ကေတင်ချင်းကိုရတယ်လေအဲ့တော့မြီသုံးမြီအမြီငားမြီပေါ့နော် ဒါလေးကိုကျွန်တော်ကခွဲချမ်းစိတ်ဖြားပြီးမှတိတိကျကျလေးကျွန်တော်ကလေ့လာထားတာဖြစ်ပါတယ်လို့အဲ့တော့ပြန်ပြောမယ်မြည်သူကိုမြည်သူကမြည်သည့်အကြောင်းကြောင့်မြည်သည့်နေရာတွင်ညီခဲ့သူသောကေတင်ခြင်းဖြင့်ကေတင်ခဲ့သည်ကိုကျွန်တော်တို့အချက်တစ်ချက်စီတိုင်းကျွန်တော်လေ့လာသွားရအောင်နော်အဲ့တော့အခုပထမအစစ်အနေနဲ့ကျွန်တော် ကဲတင်ချင်းအကြောင်းနဲ့ပတ်သက်လို့ဏ္ဍန်လေးပြောခြင်းဖြစ်ပါတယ်နောက်ပိုင်းစက်တိုက်သွားမဲ့သင်္ကန်းစာတွေကိုခရိယံယုံကြည်သူမောင်တော်မများကြည့်ရှုဥပမာအားပေးကြပါဦးလို့စက်တိုက်လာမဲ့ series ဖြစ်ပါတယ်နော်ဆိုတော့တမန်ချောင်းဆောင်မှာယာဇဝင်တမန်အရာပထမဦးဆုံးဘုရားသခင်အပြစ်လွတ်ခြင်းကိုခံရပြီးမှကဲတင်ချင်းရတဲ့မိသားစုရှိရအဲ့ဒီမိသားစုကဘယ်လိုလဲဆိုရင်နော်အေးနဲ့သူ့ရဲ့မိသားစုပေါ့နော်ပထမဦးဆုံးဘုရားသခင်ရေလွှမ်းမိုးလိုက်တဲ့ အပြစ်စီရင်ခြင်းလူတွေကအရန်စိုးတမ်းပြမြေကြီးကညံ့ညမ်းတယ်တာကြောင့်ဒီလူတွေကငါဖန်ဆင်းတာငါလောင်တရပြီသူတို့ကငါဖြက်စီးပြစ်မယ်လို့နော်အေးကိုပြောတဲ့ကနော်အေးမင်းတင်မောဆောက်နော်အေးတင်မောဆောက်ပါလေအဲ့ခါမှာပထမအဆုံးရေလွန်မိုးချင်းဘေးဒဏ်ကနေဒီမှာအသက်လွတ်ပြီးကဲတင်ချင်းရတဲ့မိသားစုဟာနော်အေးနဲ့သူရဲ့မိသားစုဖြစ်တာအကယ်၍သာဒီနော်အေးနဲ့မိသားစုကသာ တင်းမို့မဆောက်ခင်သူတို့လည်းဟုတ်လားညောပါသွားမှာပဲကျွန်တော်တို့ကလူသားတွေစဉ်သက်လာတာက second step ပေါ့နော်အာရန်ကနေစဉ်သက်လာတဲ့တချို့တွေကအကုန်လုံးရေစုံမျောပြီးဖျားခင်ရှင်းပြလိုက်ပြီဒါပေမဲ့ကျွန်တော်တို့က next step ပေါ့နော်အေးကနေစဉ်သက်တယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးမှတိတိကျကျယူလို့ရမှာပေါ့နော်ညောအေးရောဖန်ဆင်းတာပေါ့နော်အေးကကြံကျွင်းတယ်ကြံကျွင်းဖို့ပြအဲ့တော့ အဲ့ဒီထိုးဖြစ်စင်ကပါလဲဆိုအဲ့ဒီကဲတင်ချင်းကြပြန်တော့ကျွန်တော်တို့လူသားတွေမြေကြီးပေါ်မှာအသက်ရှင်စင်မှာတည်ချင်းဘေးကနေဘုရားခင်ပြည့်ပေးခြင်းဘေးကနေလွမြောက်တဲ့ကဲတင်ချင်းဖြစ်တယ်ဒါထာဝရအသက်မဟုတ်ဘူးဒီလိုကဲတင်ချင်းမျိုးကိုလည်းတွေ့ရအဲ့နောက်တစ်ခါကျွန်တော်တို့နောအေးရဲ့ထုတ်ပတ်တိကိုကြည့်ပြန်ရင်လေနောအေးအကြောင်းကိုဖတ်လိုက်ပါဖတ်လိုက်တဲ့အခါမှာကဲတင်ချင်းဆိုစာလားမတွေ့ဘူးစကားလုံးမရှိကဲတင်ချင်းအကြောင်းအရာတွေကိုပုံရိပ်တည် စတိုရီတွေတော့တွေ့ဒါပေမဲ့ကဲတင်ချင်းဆိုတဲ့စကားလုံးမတွေ့ပါဘူးဒါကအစပေါ့ကျွန်တော်ဒီဒီချက်တာလေ့လာထားတာဒါကပထမပိုင်းဖြစ်ပါတယ်ဆိုတော့ပထမပိုင်းအနေနဲ့ကျွန်တော်တို့ကဒီဟိုနေ့ဒီဒီဒီကဲတင်ချင်းနဲ့ပတ်သက်တဲ့သိရတဲ့အကြောင်းလေးကိုဒါနေကန်းဖြစ်ပါတယ်နောက်ဒုတိယပိုင်းအနေနဲ့အာအပိုင်း1ကာကြီးအပိုင်း1ခါကွေးနော်အပိုင်း1 A အပိုင်း1 B စသဖြင့်ကျွန်တော်တို့ အပိုင်း1ကာဂျီ A ကာဂျီ B ကာဂျီ C စသဖြင့်ကျွန်တော်သွားမှာဖြစ်ပါတယ်လို့ဒါကြောင့်ဒီမနေ့တော့အနေငယ်ပြန်ပြောခြင်းနဲ့အချုပ်အားဖြင့်ပြောတော့ကေတင်ချင်းဟာပုံစံမျိုးမျိုးနဲ့ဘုရားသခင်ကြံစာထဲမှာပေါ်ပြထားပါတယ်အဓိကကတော့မြည်သူကိုမြည်သူကမြည်သည့်အကြောင်းကြောင့်မြည်သည့်နေရာတွင်ညီခဲ့သို့သောကေတင်ချင်းဒါကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ် ဒါဆိုယနေ့ကေတင်ချင်းနဲ့ပတ်သက်ပြီးမှဝေငှနေတဲ့ဆရာများယုံကြည်သူများပုံမူမရှင်းရှင်းလင်းလင်းနဲ့တိတိကျကျသိစေအငါကျွန်တော်ရှာဖွေစုဆောင်းတဲ့အရာလေးတွေကိုကျွန်တော်ဝေငှခြင်းဖြစ်ပါတယ်ကေတင်ချင်းကိုစုံလင်းစွာကျွန်တော်နားလေသိရှိမှသာလင်းကျွန်တော်တို့ဒီစုံလင်းသောအသက်တာမှာနှုတ်ကပတ်တော်ရဲ့အခြေခံအမြင့်ကိုကျွန်တော်နားလေသဘောပေါက်မှာဖြစ်ပါတယ်ဆိုပြီးအကြောင်းကို အနေငယ်ဝေငှပါတယ်အရောက်စီတိုင်းကိုဖရာသင်ကောင်းကြီးပေးပါစေဘာသာတိုင်းကိုကျွန်တော်လေးစားယူသေးပါတယ်ဥထိတ်ထားပါတယ်နော်အားပေးပါတယ်ဘာသာတိုင်းလူမျိုးတိုင်းကြည့်ရှုပြီးတော့ဘုဘုဒ္ဒယူနိုင်ကြောင်းကိုလည်းကျွန်တော်အနေငယ်တိုက်တွန်းလိုပါတယ်နော်ကောင်းမွန်သောနေ့မင်္ဂလာရှိသောနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပါတယ်ကျေးဇူးတင်ပါတယ်